မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်တွန်းဆန်မြို့သိန်းတိုက်ပွဲမှာစစ်သား40ဝန်းကျင်ကိုအရှင်ဖမ်းမိပြီးလက်နက်တရာကျော်ရရှိကာတေဆုံးသူစစ်သား20ဝန်းကျင်ရှိပါတယ်ကြိုက်တော်မြို့မှာစစ်ကောင်စီရဲ့ဖူချီမူစကန်ကနေထိုင်းဘက်ကိုထွက်ပြေးလာတဲ့စစ်သား32ဦးကိုလူသက်မှုနဲ့တရားစွဲဆိုရန်တောင်းဆိုတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ချင်းပြည်နယ်တွန်းဆန်မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်40ဝန်းကျင်ကိုအရှင်ဖမ်းမိပြီးလက်နက်တရားကျော်ရရှိကာတေဆုံးသူစစ်သား20ဝန်းကျင်ရှိတယ်လို့ CNN CNN သတင်းမြစ်ကရန်ကုန်ခေတ်သစ်တရနာကိုပြပြပါရယ်ချင်းပြည်နယ်တွန်းဆန်မြို့ကိုမေလ21ရက်နေ့မှာချင်းတော်လိုင်းတပ်တွေကအပြည့်သက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပေမဲ့လည်းစစ်ကောင်စီကစစ်ကိုတပ်တွေဆစ်လွတ်တာထွက်ပြေးသွားတဲ့စစ်သားတွေကလက်နက်မချဘဲပြည်သူနေအိမ်တွေမှာခိုးအောင်တိုက်ခတ်တာတို့ကြောင့်တိုက်ပွဲတွေဇက်တိုက်ရှိနေတာလည်းဖြစ်ပါရယ်ဒါအပြင်စစ်တပ်ဟာရဟရဲ င်တွေနဲ့စစ်သားတွေကိုလာရောက်ချထားပေးမှုတွေရှိနေရကြောင်းအဲ့ဒီစစ်သားတွေကိုနယ်မြေရှင်းလင်းစီမံချက်နဲ့ရှင်းလင်းခဲ့ရလို့လည်းသိရှိရပါတယ်။မေလ15ရက်ကနေစတင်ခဲ့တဲ့အတွက်လက်ရှိမှာတွန်းဆန်မြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကသေဆုံးသူ20ဝန်းကျင်ရှိခဲ့ပြီးတွန်းဆန်မြို့ခလာရ269အတွင်းမှာရွှေပြောင်းသိမ်းဆည်းထားတဲ့မြမစည်းဝါးရေးဘဏ်ကမြမငွေကျပ်သိန်း3000ကျော်ကိုလည်းချင်းတော်လေပူပေါင်းတပ်ဖွဲ့တွေကသိမ်းဆည်းရရှိခဲ့လို့လည်းသိရှိရပါတယ်။ တင်းစံမြွနယ်အတွင်းချီခါမြို့ကိုလည်းချင်းပြေအစိုးရတပ်တွေဖြစ်ကြတယ်။ CNN စီရဲဘူပေါင်းတပ်ဖွဲ့တွေကမေလ၁၉ရက်နေ့ကတိုက်ခတ်သိမ်းပိုက်ခဲ့ပါတယ်ရှင်။ရခိုင်ပြည်နယ်တရင်တပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်မှာရိုဂျာရီပါဝင်အရသာပြည်သူတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးအမေရိကန်ဥရောပသမဂ္ဂအပါအဝင်ဆယ်နိုင်ငံက ဥရောပသမဂ IMM နဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီတို့ကစိုးရိမ်တယ်လို့ကြေညာချက်တွေအသေးသေးထုတ်ပြန်လိုက်ပါတယ်။မြန်မာနိုင်ငံမှာပုံမဆွေးရလာတဲ့ပဋိပက္ခတွေနဲ့နိုင်ငံတော်ကြောက်မဖွယ်ကောင်းလောက်အောင်ဆွေးရလာနေတဲ့လူအခွင့်အရေးနဲ့အယက်သားပြည်သူထိခိုက်နစ်နာမှုတွေအပေါ်ကိုလွန်ကဲစွာစိုးရိမ်တယ်လို့လည်းကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ရခိုင်ပြည်နယ်ကအခြေအနေတွေဟာရခိုင်ရိုဂျာနဲ့အခြားလူမျိုးစုတွေအပါအဝင်အယက်သားပြည်သူအလုံးအတွက်ဘေးရန်တွေပုံမများပြားလာစေတယ်လို့လည်း ်းဆိုထားပါဗျ။တာဝန်ရှိတဲ့အဖွဲ့အစည်းအလုံးအနေနဲ့အရက်သားပြည်သူတွေကိုအကာအကွယ်ပေးရေးကိုအဓိကဦးစားပေးလှုပ်ဆောင်ရမယ်လို့လည်းကြေညာချက်မှာဖော်ပြထားပါဗျ။မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအလုံးတွဲတာဝန်ခံမှုရှိရမှာဖြစ်ပြီးမြန်မာစစ်တပ်ကိုလင်းစီအပါဝင်စစ်လက်နဲ့သို့မဟုတ်အရက်ပဲစစ်ဘက်သို့ပစ္စည်းကရိယာတွေစစ်ဆင်မှုကိုဟန်တားမှုသို့မဟုတ်ရက်တက်ရန်နိုင်ငံတိုင်းကိုမိမိတို့ထပ်လောင်းတိုက်တွန်းတယ်လို့လည်းကြေညာထားပါဗျ။ဒါအပြင်မြန်မာနိုင်ငံရခိုင်ပြည်နယ်တွင် ပုံမပြင်းထန်လာတဲ့တိုက်ခိုက်မှုကိုအနီးကပ်စောင့်ကြည့်နေပြီးလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေစစ်ရာဇဝတ်မှုတွေကျူးလွန်မှုရှိမရှိကိုစမ်းစစ်နေတယ်လို့လဲမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နေရာ IMM ကြီးကဲကတုံ့ပြန်ထားပါရဲ့ရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တင်ဒီပုတ်ကတော့ရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်နဲ့မောင်တော်မြို့နယ်တို့မှာစစ်ပေးဆောင်ပြည်သူနှစ်သိန်းခန့်ရှိပြီး80ရာခိုင်နှုန်းမှာမွတ်စလင်လူမျိုးတွေဖြစ်ပြီးဘာသာလူမျိုးမခွဲခြားဘဲအကောင်းဆုံးကူညီကာကွယ်စောင့်ရှောက်ပေးထားတယ်လို့ရခိုင်တပ်တော်အေအေကထုတ်ပြန်ထားပါတယ် လက်ရှိအချိန်မှာရခိုင်တပ်တော်ထိန်းချုပ်နယ်မြေတွေအတွင်းကိုရောက်ရှိလာကြတယ်။စစ်ဘေးရှောင်အရေအတွက်ဟာ9သိန်းကျော်အထိရောက်ရှိလာခဲ့ပြီဖြစ်ပြီးဘူးသီးတောင်နဲ့မောင်တောမြို့နယ်တို့မှာစုစုပေါင်း2သိန်းခန့်ရှိတယ်လို့လည်းသိရှိရပါဗျ။အဲ့ဒီထဲမှာ80ရာခိုင်နှုန်းဟာမွတ်စလင်ဖြစ်ပြီးရခိုင်နဲ့အခြားလူနည်းစုတွေက20ရာခိုင်နှုန်းခန့်ရှိတယ်လို့လည်းသိရှိရပါဗျ။ဒါအပြင်ရခိုင်မျိုးသားအဖွဲ့ချုပ်အရခတပ်တော်ဟာအရခပြည်သူပြည်သားတွေနဲ့အတူတကွလက်တွဲပြီးအမျိုးသားလူမျိုးရေးတပ်ဖွဲ့တွေကိုဒီဇိုင်းမမတ်မယံ 나 쓰는 앱이 တိုက်ပွဲနဲ့နှိကန်နေတဲ့မြို့ရွာတွေကဒေသနေလူလူတွေအနေနဲ့အသက်ဘေးရန်နေဘေးကင်းလုံခြုံစေရေးနဲ့တိုက်ပွဲတွေအတွင်းမှာကြားညက်မသွားစေရေးအတွက်အာရခတတ်တော်ကအလုံးစုံထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ပေးတင်းရှောင်လာကြပါလို့လဲအာရခတတ်တော်ကထုတ်ပြန်ထားပါတယ်စစ်ရှောင်တွေအတွက်လက်တလောအခြေခံအစားအသောက်နဲ့စေဝါတွေကို ပေးထားပေမဲ့လည်းနောင်လာမယ့်ကာလတွေမှာနေ့စဉ်အစားအသောက်တွေနဲ့မိုးရင်းကာလမှာအမိုးအကာတွေအပါအဝင်အရေးပေါ်ပစ္စည်းတွေလိုအပ်လာမယ်လို့လည်းဆိုထားပါတယ် ယ်။အဲဒီလိုရချက်တွေအတွက်နန္ဒကအဖွဲ့အစည်းတွေ၊စေနာရှင်အဖွဲ့အစည်းတွေ NGO အဖွဲ့အစည်းတွေနဲ့စေနာအလှူရှင်တွေကကူညီပေးကြဖို့ကိုလည်းရခိုင်တပ်တော် A ကအားကိုးစွာနဲ့တိုက်တွန်းနှိုးဆော်ထားတယ်လို့လည်းထုတ်ပြန်ထားပါဗျ။ဒါအပြင်နန္ဒကအဖွဲ့အစည်းတွေသတင်းဌာနတွေအနေနဲ့လည်းသတင်းတူသတင်းမတွေအပေါ်ကိုအခြေခံပြီးမိမိတို့အဖွဲ့အစည်းပေါ်ကိုတစ်ဖက်သက်အပြစ်တင်ပြောဆိုရေးသားနေကြမဲ့အစားပဂရိမြေပြင်အမှန်တရားကိုသိရှိနားလည်အောင်ဥစွာပြုလုပ်တဲ့နယ်လို့လည်းရခိုင်တပ်တော်ကအကြံပြုထားပါရဲ့ရှင်။ ဒီတစ်ခါမှာတော့တနင်္သာရီတိုင်းရေဖြူမြို့နယ်ကလင်ရောင်မြို့ဝင်တရားစစ်ဆေးရေးဂိတ်ကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရမှာအကြမ်းဖက်စစ်သား2ဦးသေသွားတယ်လို့ဒဝေမြို့သားလွတ်မြောက်ရေးတပ်တော်စီကနေသိရှိရပါဗျ။မေလ22ရက်နေ့မနက်9:00နာရီလောက်မှာ ကလျောင်မြို့အဝင်တရားစစ်ဆေးကအကြမ်းဖက်တပ်သားတွေကိုဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့တာဖြစ်ပြီးအပြန်အလှန်ပစ်ခတ်မှုတနိုင်ခန့်ဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။အဲတိုက်ခတ်မှုအတွင်းမှာကလျောင်မြို့အဝင်တရားစစ်ဆေးကအကြမ်းဖက်တပ်သား၂ဦးဟာတေသွားတာဖြစ်ပြီး၅ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အခုအချိန်ဟာအကြက်ပတ်စစ်တပ်ကိုစည်ရဲအရှိန်မြင့်တက်ခတ်နေတာကြောင့်ပြည်သူတွေနဲ့စည်ရဲတတိသွာလာနေတိုင်းကြားဖို့တော်လိုင်းတပ်ဖွဲ့တွေကတတိပေးပြောဆိုထားပါရဲ့ရှင်။ ဒီတစ်ခါမှာတော့ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့အမျိုးသားညီညွတ်ရေးဆိုရ NUG ဝန်ကြီးဒေါက်တာဆိုဝေဆိုးကဂျပန်လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံကကြားနာပွဲကိုပြုလုပ်ပြီးမြန်မာအခြေအနေတွေကိုရှင်းပြခဲ့တယ်လို့ဂျပန်ရမြန်မာအတိုင်းဝန်ကပြောပြပါရတယ်။မေလ22ရက်နေ့မှာဂျပန်လွှတ်တော်မှာ NUG ဝန်ကြီးဒေါက်တာဆိုဝေဆိုးကဂျပန်လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံပြီးမြန်မာရေးအခြေအနေတွေကိုကြားနာပွဲပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရရှင်။ ကရင်ပြည်နယ်တရင်တဘောကိုတက်ဆက်ပေးကြပါရယ်။ကရင်ပြည်နယ်ကြိုင်းစိတ်ကြီးမြို့နယ်ကြိုက်တော်မြို့စစ်ကောင်စီရဲ့ဖူချီမူစကန်ကနေထိုင်းဘက်ကိုထွက်ပြေးလာတဲ့စစ်သား32ဦးကိုလူသားမှုတွေနဲ့တရားစွဲဆိုနိုင်ဖို့တဲ့မြန်မာရဲဘက်အဖွဲ့တွေကတောင်းဆိုလိုက်တယ်လို့ထိုင်းသတင်းတွေကဖော်ပြကြပါရယ်။အဲဒီဖူချီမူစကန်ကို KNL ဦးဆောင်တဲ့တော်လိုင်းတက်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတပွဲမှာစစ်တပ်ကစစ်သားအများပြားကိုဖမ်းဆီးရရှိခဲ့တာဖြစ်ပြီးစခန်းကို သိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစခန်းကစစ်ကောင်စီတပ်သား32ဦးကတော့ထိုင်းနိုင်ငံဘက်အချမ်းကိုလက်နက်တွေနဲ့အတူထွက်ပြေးဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ထိုင်းဘက်ကိုလက်နက်တွေနဲ့အတူဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား32ဦးကိုထိုင်းစစ်တပ်ကဖမ်းဆီးခဲ့တာဖြစ်ပြီးလက်နက်ဖြုတ်သိမ်းလိုက်ပြီးလိုအပ်တဲ့စောင့်ရှောက်မှုတွေပေးကာ မဲဆောက်ဘက်ကိုပို့ဆောင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီကို ပြန်လည်လွှဲပေါင်းဖို့ရှိတယ်လို့လည်းထိုင်းသတင်းတွေကရေးသားထားပါတယ်။မြန်မာရက်ဖက်အဖွဲ့အစည်းတွေကတော့အဲ့ဒီလိုထွက်ပြေးလာတဲ့စစ်သား32ဦးဟာမြန်မာဘက်ကျမ်းမှာအသက်35နှစ်အရွယ်ရှိတဲ့ကိုဝန်ဆောင်အမျိုးသမီးတူပါဝင်ကရင်တိုင်းရင်းသားအရက်သား3ဦးကိုတပ်ဖြတ်ခဲ့တဲ့အတွက်စစ်ရာဇဝတ်မှုတွေနဲ့တရားစွဲဆိုဖို့တောင်းဆိုထားတယ်ဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီစစ်သားတွေဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးရင်အရက်သားတွေကိုတပ်ဖြတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါ مارشه အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့မြန်မာနိုင်ငံရဲ့အကျဉ်းထောင်အသီးသီးမှာအကြက်ဖက်စစ်တပ်လောက်ကအကျဉ်းဦးစီးဌာနကထောင်ဝင်စားပါဆယ်တွေပေးပို့ရမှာအကျဉ်းကြခံနေရသူတွေရဲ့မိသားစုဝင်တွေမဟုတ်ရင်ထောင်ဝင်စားပါဆယ်ပို့မရဘူးလို့စစ်ကောင်စီကကန့်တတ်လိုက်တယ်လို့နိုင်ငံရဲ့အကျဉ်းသူများဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပြပါရတယ်။စစ်ကောင်စီကမေလ22ရက်နေ့ကနေစတင်ကအခုလိုကန့်တတ်လိုက်တာဖြစ်ပြီးအဲ့လိုပိတ်ပင်မှုဟာနိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူတွေကိုဖိနှိပ်တာဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနရဲ့ကိုချိုးစည်းဝါးအတွက်လှုပ်ဆောင်ခြင်းသာဖြစ်တယ်လို့နိုင်ငံရဲ့အကျဉ်းသူများအဖွဲ့ကပြောကြားလိုက်ပါတယ်။အကျဉ်းထောင်တွေမှာဖမ်းဆီးခံရတဲ့နိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူတွေဟာတူးနဲ့တူနေရဒေသတွေမတူညီကြကြောင်းအဲလိုထောင်ဝင်စာပါဆယ်ကိစ္စပေါ်ဖိနှိပ်လိုက်တာဟာအကျဉ်းထောင်အတွင်းနိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူတွေရဲ့စားတောက်ရေးကိစ္စနဲ့ပတ်သက်ပြီးများစွာရိုက်ခတ်မှုရှိတယ်လို့လည်းနိုင်ငံရဲ့အကျဉ်းသူများအဖွဲ့တာဝန်ခံကပြောပြပါရရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။